ုတနေ့ရလေကျမရဲ့အတီးတငယ်ချင်းတယောက်ပေါ့သူနဲ့တွေ့တဲ့အခါကျတော့သူကျမကိုပြောတယ်သူကတော့အိမ်တော်ရှင်မပေါ့နော်သူကျမကိုပြောတယ်ငါတဲ့တငယ်ချင်းနဲ့နေ့ကငါအရန်အားကြလိုက်တာတဲ့အဲ့လိုအလုံးလုံးနိုင်တဲ့မိန်းမတွေပေါ့နော်ငွေရှာနိုင်တဲ့အမျိုးသမီးတွေကိုတဲ့ငါအရန်အားကြတာပဲတဲ့သူအဲ့လိုပြောတယ်အေးတငယ်ချင်းရေနေကငွေမရှာနိုင်လို့လားလို့မေးတော့ဟုတ်တယ်တဲ့ငါတဲ့အိမ်မှုကိစ္စတွေနဲ့ပဲငါလေနေတယ်ပေါ့နော်ငါငွေမရှာနိုင်ဘူးဆိုပြီးတော့သူကကျမကိုပြောတယ်အဲ့ဒီအချိန်မှာကျမသူ့ကိုပြန်ပြောတယ် အဲနင်းငွေမရှာဘူးဆိုတော့ငါနင့်ကိုတခုမင်းမယ်နင့်အိမ်မှာအိမ်မှုကိစ္စတွေကိုဘယ်သူလုပ်လဲဆိုတော့ तू ကငါပဲလုပ်တယ်လေတဲ့နင့်မိသားစုကိုထမင်းဟင်းချက်ကျွေးတာတွေကကြတော့ဘယ်သူလုပ်တာလဲလို့မေးတော့ तू က အဲ့ဒါလဲငါပဲလုပ်သေးတယ်။နစ်ကလေးတွေရောလို့ចောင်းပို့ចောင်းជို့တွေရောဘယ်သူလုပ်လဲလို့ကျမမေးတယ်။ငါပဲပို့ရတယ်တဲ့။ငါယောက်ျားကလည်းမအားဘူးပေါ့နော်။ तू ကယုံတက်နေရတဲ့ခါကျတော့ကလေးចောင်းပို့ចောင်းជို့တွေကိုလည်းငါကိုယ်တိုင်ပဲလုပ်ရတယ်တဲ့။အဲ့ဒါဆိုရင်ငါနောက်တစ်ခုမေးဦးမယ်လို့နင်းလို့နစ်ကလေးတွေကိုလို့စာကူချက်တာမျိုးပေါ့နော်။ study guide ကိုကျတော့နင်က guide ဆရာမအောင်ငှားပေးထားလားနင်းကိုယ်တိုင်လုပ်တာလားလို့မေးတော့ကလေးတွေကိုစာချက်ပို့အတွက်မှာ तू က study guide အနေနဲ့ तू လုပ်ပေးတယ်။အဲဒါပေမဲ့ကလေးတွေရဲ့လိုအပ်တဲ့ကျူရှင်ကိုတော့ သူရှင်ကိုတဘာသာချင်းယူပေးတယ်ပေါ့သူအဲ့လိုပြောတယ်ဟဲ့တငယ်ချင်းတို့နင်းအောင်လို့ငါထက်ကိုအလုပ်တွေအများကြီးလုပ်နိုင်တာပဲလို့ကျမကပြောတဲ့ခါကျမှ तू ကသူ့ကိုသူသူပြန်မြင်ပြီးတော့မှငါကလို့ငွေရှာနိုင်တယ် ငါတို့ကငွေရှာနိုင်တဲ့အတွက်အနောက်မှာအဲ့ဒီကိစ္စတွေအကုန်လုံးငါတို့လင်းဟင်းနေငါတို့အိမ်မှာအိမ်မှုကိစ္စလုပ်ဖို့ရာကိုမနိုင်နေတဲ့အတွက်ငါတို့ကလူခေါ်ရတယ်အခုခေတ်မှာငါတို့အ ਨੇ စုံနှစ်သိန်းပေးရတယ်เนาะအမှနှစ်သိန်းခလေးចောင်းဖို့ចောင်းကျူအဲ့ခလေးចောင်းဖို့ចောင်းကျူငါမလုံးနိုင်တဲ့အတွက်ငါခလေးတွေကိုចောင်းကားနဲ့ပို့ပေးရတယ်အဲ့ចောင်းကားနဲ့ပို့ပေးရတဲ့အတွက်တစ်ယောက်ကိုတစ်သိန်းခွဲပေးရတဲ့ခါကျတော့နှစ်ယောက်ဆိုတော့အမှသုံးသိန်းကုန်နေလို့အမှဒီကငါးသိန်းဖြစ်သွားပြီလို့เนาะခလေးတွေ study guide လုပ်ဖို့အတွက်ကိုဆရာမတစ်ယောက်ကိုငါတီးတန့်ထားပြီး ေးရတယ်အဲ့ဒါကခလေးတယောက်ကိုတသိန်းခွဲနဲ့ဆိုတော့နှစ်ယောက်ကိုဆိုတော့ငါသုံးသိန်းကုန်ပြန်ဩလို့ MRD ကငါရှစ်သိန်းကုန်သွားပြီကျမအဲ့လိုပြောတော့မှ तू ကအေးဟုတ်သားပဲပေါ့ငါအဲ့လိုမျိုးတခါမှမစင်စားမိဘူးတဲ့ငါငါငွေမရှာနိုင်တာကိုပဲငါစင်စားမိတယ်ပေါ့နော်အဲ့ပါကျမပြောချင်တယ်တစ်ချက်ကလေတချို့ကကိုငွေမရှာနိုင်တာကိုပဲကိုမြင်တယ်ကိုလုံနေတဲ့အလုပ်တွေက ငွေမထွက်သွားစေဘူးဆိုတာကိုသူတို့ကိုသူတို့ကမမြင်ဘူးမမြင်မဲနဲ့အခုဆိုရှယ်မှာမြင်နေတဲ့သူတွေကိုအားကြတယ်เนาะအခုကျမတငယ်ချင်းဆိုရင်ကျမကိုသူအားကြတယ်သူများကိုသွားအားကြတာဗောနော်အဲအဲ့ဒါကြတော့ကိုတန်ဖို့ကိုမမြင်တတ်တာဒါကြောင့်မလို့ကျမပြောချင်တာကိုတန်ဖို့ကိုမြင်အောင်ကြည့်เนาะကိုရဲ့အမျိုးသမီးကိုရဲ့မိန်းမကအဲအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်လည်းပဲကိုရဲ့ယောက်ျားကလည်းဒီအမျိုးသမီးဒီမိန်းမရဲ့တန်ဖို့ကိုမြင်အောင်ကြည့်တတ်ရမယ် သူ့တံပိုးကိုအဲ့လိုမြင်တော့မှဩငါအမျိုးသမီးကသူငွေမရှာနိုင်ပြင်မဲ့သူဒီလိုမျိုးတွေပေါ့နော်အဲအိမ်မှုကိစ္စတွေသူနိုင်နေနဲ့ခလေးဝေယဝိစားတွေသူနိုင်နေတဲ့အတွက်ငါမကုံသိနိုင်မကုံဘူးတကယ်ဆိုရင်သူကတလကို အဲ35သိန်းမကသူကတန်နေတယ်အဲအဲ့ဒါငွေလေးနဲ့နှိုင်းစားလို့မရဘူးပေါ့ငွေကြေးနဲ့နှိုင်းရှင်ကြည့်ရင်တော့သူငွေမဝင်ဘူးလို့တကယ်တော့သူကအဲ့လိုထင်နေတာတကယ်တော့ငွေမဝင်ပေမဲ့အဲ့ဒီပတ်စံနေသူမထွက်သွားဘူးအဲ့ဒါလေးကိုကျွန်မပြောချင်တာတချို့အိမ်အောင်ရှင်မတွေကိုကအဲ့လိုမျိုးစိတ်မျိုးဖြစ်နေလားကိုကိုနိုင်ကဟာငါအသုံးမကျပါဘူးငါက ါဘာမှငွေမချနိုင်ပါဘူးဆိုတဲ့စိတ်မျိုးကိုကအဲ့လိုဖြစ်နေတာဖြစ်နေတယ်ဆိုရင်ပြန်ပြီးတော့မှကိုယ့်ကိုသုံးသက်တော့ငါဒီနေ့ဒါ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 တွေလောက်တာငါအတွက်ငါတန်ကြီးဘယ်လောက်ရှိလဲဆိုတော့ကိုယ့်တန်ကြီးကိုကိုသိနောက်တစ်ခုကယောက်ျားလေးအနေနဲ့ကို့အမျိုးသမီးကအဲအဲ့လိုမျိုးငွေမချပေးနိုင်ပေမဲ့အိမ်မှုကိစ္စတွေနိုင်နေပြီဒီလိုဒီလိုဖြစ်နေတယ်ဆိုရင်သူ့တန်ဖိုးကိုနားလည်ရမယ်နော်သူ့ကိုတန်ဖိုးမရှိဘူးလို့မတတ်မှတ်ရအောင်သူ့တန်ဖိုးကိုနားလည်ရမယ်အဲကိုကိုနိုင်ကလည်းကို့တန်ဖိုးကိုနားလည်ရမယ်အဲ့ဒါလေးအရေးကြီးလို့